မင်္ဂလာပါရှင်ကစုံဥတွေအရန်ပေါ်နေတဲ့အချိန်ဆိုတော့ကစုံဥဆန်းရွှဲမကင်ထိုးနေလေမျှဝေပေးကြပါတယ်ကစုံဥ50သားသုံးပါမယ်အုံနို900 ml တပူရွှေကြည်မုန်းစမ်းချိန်ခွက်နဲ့တစ်ခွက်ဂျုံမုန်းစမ်းချိန်ခွက်နဲ့တစ်ခွက်တကြားစမ်းချိန်ခွက်နဲ့တစ်ခွက် ကြက်ဥနှလုံးစားအနေငယ်ဘိန်းစီအနေငယ်ထောပတ်30 g စီထမင်းစားစွန်4စွန်းသုံးပါမယ်ရှင်။အစီအစံနေအနေနဲ့တော့တီဟိုစီစပြေးချောင်းနဲ့ကြောက်ဖယုံယူထည့်ပါမယ်။ကျောင်းနှလုံးကိုပကံတစ်ခုထဲမှာကြည်သွောင်းအောင်လို့ခောက်ထားပေးပါမယ်။ အရင်ဆုံးရွှေကြည်မှုတ်ကိုမှုးလအောင်လို့မီးအားခန့်နေနေနဲ့ခဏလောက်လှော့ပေးပါမယ်။ရွှေကြည်မှုတ်လည်းမှုးလာပြီဆိုရင်ရပါပြီ။ကစုံတွေကိုရေမြုပ်အောင်ထည့်ပြီးတော့နိုးသွားတဲ့အထိမိနစ်30 35မိနစ်လောက်ပြုတ်ပေးပါမယ်ရှင်။ပေါင်းလိုက်လို့လည်းရပါတယ်။ ကစုံဦးလေးနူးမနူးကို ခရင်လေးနဲ့ထိုးကြည့်ပါမယ်ရှင်။ကစုံဦးလေးနူးသွားပြီဆိုရင် အခွန်နဲ့ခွာပေးလိုက်ပါမယ်။အခွန်ခွာပြီးပြီဆိုရင်ကြေသွားအောင်လို့ခရင်လေးနဲ့ခြေပေးပါမယ်။ခရင်နဲ့ခြေရတာအားမရအောင်လက်နဲ့ပဲခြေလိုက်မယ်နော်။ဒီကစုံကိုခရင်ရောင်ကလေးဆေးဘက်လည်းအရန်ဝင်သလိုဝယ်လို့လည်းအမြဲရတတ်တဲ့ထဲမပါပါဘူး။ ကစုံလေးတွေအားလုံးကျေသွားပြီဆိုရင်လှော်ထားတဲ့ရွှေကြည်မှုတ်ထဲပါမယ်။ဂျုံမှုတ်ထဲပါမယ်။တကြားထဲပါမယ်။စားလက်ဖက်စားစုံတစ်စွန်းစာလောက်ထည့်လိုက်ပါမယ်ရှင်။အုံနို့900 ml ဘူးကြီးတစ်ဘူးလုံးထည့်ပါမယ်။ကိုကအရသာကိုအီအီစိမ့်စိမ့်လေးကြိုက်တယ်ဆိုရင်노စိမ့်တဘူးထထည့်လို့ရပါတယ်။ကျမတို့ဒီမှာ노စိမ့်မထည့်တာပါဘူး။ ကြက်ဥနှလုံးခောက်ထားတာထဲပါမယ်။ဒီပအဝင်ပစ္စည်းရဲ့အလုံးတမအောင်လို့နေပေးလိုက်ပါမယ်ရှင်။ဒီနေ့လုတ်ပြမှာတော့အိုးထဲထည့်ပြီးတော့လက်ညှိုးကိုမှွေနေစရာမလိုပဲနဲ့တခါတည်းတန်းဖုတ်တန်းပြီးတော့စားလို့ရမယ်နေလေးနဲ့လုတ်ပြပေးပါမယ်။အခုလိုမျိုးလေးအလုံးနှက်ဆက်သွားပြီဆိုရင်ကြောက်ဖယုံရိုးတို့ဇပြစ်ချောက်တို့တီဟိုစီတို့အကုန်လုံးထည့်ပြီးတော့ထပ်နေပေးပါမယ်။ အစီအစံတွေကတော့မရှိရင်မထည့်လို့လည်းရပါတယ်ထည့်ရင်တော့ပို့ပြီးတော့စားလို့ကောင်းပါတယ်ရှင်စီထမင်းစားစွန်းနဲ့လေးစွန်းထည့်ပါမယ်ထောဘက်30 g ထမင်းစားစွန်းနဲ့ဆိုရင်နှစ်စွန်းစာလောက်ရှိပါမယ်ရှင်ထောဘက်ကိုအရေးပြောင်းအောင်လုပ်ပြီးမှထည့်ရင်တော့ပို့ပြီးတော့ကောင်းပါတယ် အားလုံးနှမ်းဆက်ပြီးတော့တမအောင်နေပြီးသွားပြီဆိုရင်အယတာလေးမိကြည့်ပါအယတာစိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့မုတ်ဖုံးမဲ့ဘန်းလေးတွေကိုလှဲထည့်ပါမယ်ရှင်ဘန်းကိုတော့အရင်ဆုံးအောက်ခြေရည်တွေရောဘေးဘက်တွေရောအကုန်လုံးကိုစီလေးနှံ့နေအောင်လို့တုပ်ထားပေးဖို့လိုပါတယ်မုတ်နှစ်တွေကိုဘန်းထဲကိုထည့်လိုက်ပါမယ်ပြီးရင်မျက်နှာပြင်လေးညှိသွားအောင်လို့ညှိပေးလိုက်ပါမယ်ရှင် ီမုတ်သားရဲ့အပေါ်ဘက်မျက်နှာပြင်မှာသပြည့်ချောက်လေးတွေရှိနေတယ်ဆိုရင်အောက်ဖက်ကိုမြုပ်သွားအောင်လို့ဖိထည့်ပေးလိုက်ပါ။ဘာလို့ဆိုတော့မီးဖုတ်တဲ့ခါကျရင်သပြည့်ချောက်ကမီးတူးလွယ်လို့ပါ။လေခိုးနေရမျိုးမဖြစ်အောင်လို့နည်းနည်းလေးစောင့်ချပေးလိုက်ပါမယ်။မျက်နှာပြင်လေးအားလုံးညီအောင်ညှိပြီးသွားပြီဆိုရင်လှော်ထားပြီးတဲ့ဖိန်းစီလေးတွေဖြူပေးလိုက်ပါမယ်ရှင်။ အပူကြိုပြီးတော့ပေးထားတဲ့အာဗန်ထဲမှာအပေါ်မီးအောင်မီး220ဒီဂရီနဲ့မိနစ်30လောက်ဖုတ်ပေးပါမရှင်။ဒါလေးကတော့မိနစ်30လောက်ဖုတ်ထားပြီးတဲ့အနေထားလေးပါ။အထက်ကကြက်မကြက်ကိုဒုတ်ကလေးနဲ့ထိုးပြီးတော့ဆန်းကြည့်ပါမယ်။အဲဒုတ်တန်လေးမှာဘာမှကပ်ပြီးတော့မပါလာဘူးဆိုရင်ရပါပြီ။ ဒါလေးကိုပူနေတော့မှမလီသေးပဲနဲ့လုံးဝအေးသွားအောင်လို့အခန်းပူချိန်မှာပဲ2နာရီ3နာရီလောက်အေးခံထားပြီးတော့မှလှီးပါမယ်ရှင်။မုတ်သားလေးအေးသွားပြီဆိုရင်တော့ကိုလိုချင်တဲ့ပုံစံလေးတွေလှီးဖြတ်သုံးဆောင်နိုင်ပါပြီ။ ကစုံဥဝလေးအမြင်တက်တွေအများကြီးပါလို့ဥလန်းချောင်းကျန်းမာရေးအတွက်အရန်ကိုကောင်းပါတယ်။သူ့မှာဗီတာမင် A အများကြီးလဲပါလို့မျက်စိကျန်းမာရေးအတွက်လည်းတော်တော်လေးကိုကောင်းတယ်လို့သိရပါဗျ။အုံနိုးနဲ့လေးမှုရင်းနေပြီးတော့အယောင်လေးနဲ့အရန်လှတဲ့ကစုံဥဆနွေမကင်းလေးရပါပြီရှင်။အထဲမှာအစီအစံလေးတွေထည့်ထားတာဖြစ်လို့အမြင်လေးပိုလှတယ်ပိုပြီးတော့လဲစားလို့ကောင်းပါတယ်။ အရာသာကတော့အုံတို့အရာသာစိမ့်စိမ့်လေးရဲ့ကစွန်းဥရဲ့ခြိုတဲ့အရာသာလေးရဲ့ဟိုမှာအစီအစံအရာသာလေးတွေအကုန်လုံးပေါင်းပြီးတော့စားရတာမို့လို့စားလို့အရန်ကိုကောင်းပါတယ်ရှင်မုတ်သားလေးကဖဲလိုက်ပြီးဆိုရင်ဖြွာထွက်သွားတာမျိုးကြေထွက်သွားတာမျိုးတွေမဖြစ်ပဲနဲ့သူ့ဟာနဲ့သူစီစီပိုင်ပိုင်လေးဖြစ်နေပါဗျ။ အခုလိုမျိုးငချိတ်ကစုံဥလေးပေါပေါမြမြဝယ်လို့ရာတော့ရခိုင်မှာအယောင်လေးအရန်လှပြီးတော့စားလို့လည်းအရန်ကောင်းတဲ့ကစုံဥဆန်ရွှဲမကင်းလေးလှူစားကြည့်ပါရှင်အဆုံးထိကြည့်ပေးလို့အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲကျန်းမာချမ်းသာပြီးတော့ဘေးရန်ခတ်သိမ်းမှာကင်းဝေးကြပါစေရှင်